ဒါကဟိုစိန်ခေါ်မှုတွေအစတုန်းကတော့စိန်ခေါ်မှုတွေမြင့်မားပါတယ်ခုနှစ်ရက်အတွင်းမှာလုံးမဲ့ဂီတာကတာမန်ဂီတာလည်းမဟုတ်ဘူးစီလီယားထာလို့ခေါ်တဲ့တေကတူ top လုံးမဲ့ material က over 200 years ပါလုံးခဲ့တဲ့နှစ်ပေါင်းသူ့ရဲ့တက်တန်းကဟိုဟာပစ်ခွဲတဲ့အချိန်မပါဘဲနဲ့တစ်လုံးအပင်ဖြတ်လိုက်တဲ့အချိန်မပါဘဲနဲ့သူဟိုတစ်ပင်ပေါ်မှာတကယ်ရှိနေတဲ့အချိန်မှာပဲနှစ်ပေါင်း200နဲ့220ကြားလောက်ရှိတဲ့တက်သားကိုရွေးချယ်ထားတာပါသူတို့နောက်အားတဲ့အခါမှာတော့ တသားကိုကြည့်ပြီးတော့ဒီတသားကတတန်းဘယ်လောက်ရှိမလဲဆိုရယ်ခံမှန်းတွက်ချက်တဲ့ဗီဒီယိုတွေလည်းအခုရဲ့ channel မှာတင်ပြပေးဖို့တော့အစီအစဉ်ရှိပါတယ်။ကောင်းဆုံးတသားတွေနဲ့ရွေးချယ်ပြီးတော့လုပ်မှာပါ။တန်ဖိုးအဖြစ်တော့ US 2500လောက်ကျမှာပါ။ Unique musical instrument ပေါ့။တကယ်ကိုဟိုအရက်စကားပြောရင်ပြန်ပြကင်းတာဖြစ်ကောင်းဖြစ်နေမယ်။ပြန်ပြကင်းတာက design လည်းဖြစ်ရင်ဖြစ်မယ်ပေါ့။ tone quality ဒီ tone ability လည်းဖြစ်ကောင်းဖြစ်မယ်ပေါ့။နောက်ပြီးတော့အာနောက်ဆုံးဖန်တီးထားတဲ့ music လည်းနှစ်သက်တဲ့ ပရိသတ်တွေများများသွားလို့ရှိရင်သူလည်း unique ဖြစ်သွားနိုင်တာပေါ့အဲ့ဒါကတော့အဓိကတော့ကိုကအဲ့လိုမျိုးထူးခြားတဲ့ဒုတိယပစ္စည်းတစ်ခုကိုဖန်တီးပြီးတော့ဒုတိယပစ္စည်းနဲ့ဟို music နဲ့ဟိုတပြိုင်နက်အတူတူပြသခြင်းနဲ့ခံစားချက်ပါလွန်ခဲ့တဲ့ဟိုပါပေါ့2005ခုနှစ်လောက်ကစပြီးတော့ MHK Ludia ဆိုပြီးတော့ဒုတိယတွေစပြီးလုပ်ခဲ့ပါတယ်အဲ့တော့ဒီနေ့ ဒီချိန်မှာတော့လူတီယာလို့ပြောလို့ရှိရင်အိဗယ်ဘူပြည်စုံလာတာပေါ့စလို့တော့အိဗယ်မပြည်စုံပါဘူးလူတီယာဆိုတော့စကလုံးနဲ့လိုက်လျောညီထွေလောက်တဲ့လုံလောက်တဲ့အသိပညာတတ်ပညာမရှိပါဘူးအခုတော့နည်းနည်းပို့ပြီးတော့လိုက်ဖက်လာတယ်လို့ဆိုကြပါစို့မဟင်းကျော်ပါဂီတာတွေထုတ်လို့ဖန်တီးပါတယ်အခုစီစဉ်ထားတဲ့ project ကတော့ guitar building 7 day ပါအဲ7 days ဆိုတာ day 1မှာ raw material ဘွားကနေပြီးတော့ day 7မှာ high end တကယ်အကောင်းစားဂီတာတစ်လုံးဖြတ်သွားမယ်အဲ့ဒီနေ့ညမှာပဲ music တွေတီးခတ်ပြီးတော့ဟိုတကယ်ကြီးနေနဲ့ပျော်ရွှင်ဖို့အတွက်စီစဉ်ထားပါတယ်အဲဒီစိတ်ကူးကတော့ငငယ်တဲ့အချင်းတစ်ခုက concentrate လုပ်တာဒီချိန်မှာဒါဖြစ်ရမယ်ပေါ့ငငယ်တော့ concentrate လုပ်တာတော့အခြားအခြားသောဟိုဘာသာရပ်တွေဖြစ်မှာပေါ့အခုကကြတော့ဟိုလိလာထားတဲ့ပညာရှင်တွေကမှ intern လေးစားရတဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်ပေါ့သူနာမည် Mr. Robert O'Brien သူကလည်းအဲ့လိုမျိုးပေါ့ 7 day လို့6 day လို့သူတို့လုတ်လုတ်ဖို့ရည်ရွယ်ခဲ့တယ်။သူက Brazilian ဖြစ်တယ်။နောက်ဆို Europe တို့ America တို့မှာသူကထွန်းကားတယ်ပေါ့။အဲ့မှာသူကြည့်တော့သူဟာ intern ကိုပညာပြည့်ဝတဲ့အပြင်သူ့ရဲ့အတုံးဆောင်ပစ္စည်းတွေစက်ပစ္စည်းတွေလည်းအများပြည့်စုံတယ်။သူလုတ်သွားတဲ့ချိန်မှာ9ရက်ဆိုရင်ကိုကိုရိုင်လုတ်လို့ရှိရင်ဖြစ်နိုင်ပါမလား။ဒါပေမဲ့ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အဲ့လိုသူလုတ်တာကိုကြည့်ပြီးတော့ဟိုစိတ်ကူးရင်လိုက်ရာကနေပြီးတော့နောက်ဆုံးဘယ်လိုဖြစ်သွားလဲဆိုတော့ စကေဂျူးတွေဆွဲလိုက်တာပေါ့ day 1မှာပါ day 2မှာပါဆိုပြီးတော့စကေဂျူးဆွဲလိုက်တဲ့အခါမှာခုနှစ်ရက်ဟာကိုယ်တကယ်လုံနိုင်ပြီလို့ယုံကြည်တဲ့တကြောင်မလို့ပြီးခဲ့တဲ့ချိန်တုန်းကတော့ first batch ကိုဟို March လမှာတော့လုပ်ခဲ့တယ်အခုကျတော့ second batch ကိုဟိုက October မှာပြန်လုပ်တာပါဒါကဟိုစိန်ခေါ်မှုတွေအစတုန်းကတော့စိန်ခေါ်မှုတွေမြင့်မားပါခုနှစ်ရက်အတွင်းမှာလုံမဲ့ဂီတာကတာမန်ဂီတာလည်းမဟုတ်ဘူး you တာမန်ဂီတာလုပ်တဲ့လူတွေကတော့ပြောမယ်ဟို တရနေ့အတွင်းမှာကတာလုံးဝပြီးအောင်လုပ်လို့ရနိုင်လိမ့်မယ်ဒါကတော့အဲ့လိုကတာမျိုးကတော့ကိုလို့တော့ဆိုလို့ရှိရင်ဟိုတီးရမယ်အမှုပညာဒုတိယပစ္စည်းတစ်ခုမဟုတ်ဘဲနဲ့လှထားမယ်ပစ္စည်းသို့မဟုတ်ဟိုအခြားအသုံးဆောင်ပစ္စည်းတစ်ခုပဲဖြစ်မှာပေါ့အဲ့တော့ဒီခုနှစ်ရက်မှာတကယ်လုပ်တော့မယ်ဆိုရင် PR တွေအင်တန်များပါတယ်ဒါပေမဲ့ပထမအတွေ့အကြုံမှာအင်တန်ကောင်းတဲ့အတွေ့အကြုံတွေရခဲ့တယ်လို့သင်ခန်းစာ user တွေအားနည်းချက်တွေကိုပြင်ဆင်ပြီးတော့အခု second batch ကိုပြန်စတင်တာပါတကယ်ကိုတေချာပေါအောင်မြင်အောင်လုပ်မှာပါဒီ season ကရှေ့မှာတစ်ချိန်လုတ်ခဲ့တယ်စိုးရင်စိတ်တွေ ပင်မမှုတွေအများကြီးနဲ့လုတ်ခဲ့တယ်ပေါ့ဒီတစ်ခေါက်မှာသူ့ဝင်လင်းဝင်ခံရရင်စိုးရင်စိတ်ကညော့သွားပြီးတော့အရန်ပင်ပန်းလာတယ်ပေါ့အခုဆိုလို့ရှိရင်ဟိုပို့ပြီးအားတာသွားတဲ့အချက်ကတော့ဗီဒီယိုကြည့်နေမဲ့သူတွေအတွက်ရောဒီလာပြီးတော့လေ့လာတဲ့သူတွေအတွက်ရောသုံးတဲ့ဆက်ပစ္စည်းတွေသုံးတဲ့ tools တွေ material တွေစသဖြင့်အဲ့ဒါတွေကိုအသေးစိတ်သူတို့ဒီ workshop မှာပဲဆိုတော့ဒီ atmosphere ဒီ musical instrument လောက်တဲ့ atmosphere မှာကောင်းကောင်းမြင်တွေ့ခွင့်ရမယ်ပထမတစ်ခေါက်ကတော့ လုတ်ခဲ့တဲ့အခါမှာအင်တန်ကိုညီလေးရင်းလို့ချစ်ခင်ရတဲ့ဟိုကကဖေးအင်နိုဆန့်ကကိုလင်းကနေပြီးတော့သူ့နေရာမှာသူအပြည့်စုံစီစဉ်ပေးခဲ့တယ်သူပဲ main sponsor ဖြစ်ပြီးတော့သူလုတ်ပေးခဲ့တယ်အဲ့ဒီချိန်မှာလုတ်ခဲ့တော့ငါကြတော့ကိုလင်းကအရန်ပြန်မှန်းခဲ့တယ်ပစ္စည်းတစ်ခုလိုချင်တဲ့ workshop ကိုပြန်လာယူရတယ်စသဖြင့်အဲ့ဒါမျိုးအခောက်အပံ့များစွာခက်ခဲတယ်အဲ့ဒီချိန်တုန်းကဟိုမှတ်တရဖြစ်နေမယ့်အရာတွေကတော့အဲ့ဒီခုနှစ်ရက်ဟာတကယ်ကိုခက်ခဲတဲ့ခီလန်တစ်ခုပဲအဲကြောင့်လဲဆိုတော့တာမန်ဂီတာမဟုတ်ဘူး high end guitar လုံးကိုဖြစ်အောင်လုပ်တာဆိုတဲ့အခါကျတော့ ဒါအင်တန်ကိုခက်ခဲလိမ့်မယ်ဆိုကိုကစိုးရင်စိတ်နဲ့ day 1 day 2 day 3 day by day ပင်မဆင်းရဲမှုတွေနဲ့စိုးရင်စိတ်တွေဟာပြည့်နှက်နေပါပဲ day 7ရောက်တော့မှစိတ်ရင်းချအခုကတော့ first batch ကိုပြန်ပြီးတော့ remind လုပ်ရလို့ရှိရင်ပင်မနဲ့ဆိုတာထက်စိုးရင်စိတ်တွေအများကြီးရှိခဲ့ပါတယ်အခုတော့စိုးရင်စိတ်တွေဖယ်လိုက်ပါဦးကတော့မထားတဲ့စိတ်သဘောထားကမြန်မာနိုင်ငံမှာရှိတဲ့လူတွေကအတန်လေးလဲကောင်းတော့ကောင်းကျင်တယ်ဈေးလဲတက်တာကျင်တယ် တကယ်တော့အဲ့နှစ်ခုကတပြိုင်တည်းရဖို့ဆိုတာအင်တန်ခက်ခဲတယ်ပေါ့အဲ့တော့ကိုယ်အနေနဲ့ကကြတော့ဒီမှာမြန်မာနိုင်ငံမှာရှိတဲ့ဝါသနာရှင်တွေကိုပံ့ပိုးပေးဖို့အတွက်မြန်မာနိုင်ငံမှာဂီတာဟို factory တို့ဒီမှာဂီတာထုတ်လုပ်နေတဲ့သူတွေကိုနီးပညာပိုင်းလှုပ်ဆောင်မှုပိုင်းတွေကိုကူညီပြီးတော့မြန်မာနိုင်ငံလူတွေစေတသက်သာနဲ့မှန်ကန်တဲ့ကောင်းမွန်တဲ့အသံထွက်တဲ့ဂီတာတွေရအောင်တော့အခုတစ်ဖက်မှာကူညီပေးမယ်ပေါ့အခုကဂီတာဘယ်နှလုံးလုပ်ပြီးဘယ်လောက်စီးပွားရှာမယ်ဆိုတဲ့မျှော်လင့်ချက်စိတ်ကူးညီမှန်းချက်လုံးဝမရှိပါဘူး အခုရဲ့အဓိကလောက်က music teacher ဖြစ်တယ် music teacher လုပ်တဲ့အတွက်ကြောင့်မလို့အခုရဲ့အသက်မွေးဝမ်းကြောင်းဆိုတာလည်းအခုဆိုလို့ရှိရင်နှစ်ပေါင်းအစိတ်ကိုရောက်လာခဲ့ပြီပေါ့အဲ့တော့ကိုကဒီလုပ်တဲ့ guitar တွေက not for business ပါဖန်တီးတဲ့မြ guitar တွေကဘယ်တော့မှစီးပွားရေးကိုမရည်ရွယ်ခဲ့ပါဘူးစီးပွားရေးကိုမရည်ရွယ်ခဲ့လို့ပြန်မဆင်းရဲခဲ့မဲ့ဟာတွေအကုန်လုံးကိုလည်း walk up မှာလုံးဝဘယ်တော့မှမစိုးရိမ်ပါဘူးကိုဒီတိုင်းပဲဆက်သွားနေမှာပါ guitar ပေါ်ထားတဲ့စိတ်ဆိုတာကတော့တံပိုးအရှိဆုံးအရာတွေကိုမျှော်လင့်ပြီးတော့ထထမ်းအကျဆုံးအလုပ်တွေပဲလုပ်ချင်တာပါ အာတန်ဖိုးအဖြစ်ဆိုရင် US 2500ဝန်းကျင်လောက်ရှိမှာပါအခုဒီတစ်ခေါက်ပြင်ဆင်ထားတဲ့ Siliata လို့ခေါ်တဲ့ Tigdo top လုပ်မဲ့ material က over 200 years ပါလွန်ခဲ့တဲ့နှစ်ပေါင်းသူ့ရဲ့တက်တန်းကဟိုပါတစ်ခွဲတဲ့အချိန်မပါဘဲနဲ့တစ်လုံးအပင်ဖြတ်လိုက်တဲ့အချိန်မပါဘဲနဲ့သူဟိုတစ်ပင်ပေါ်ကမှတကယ်ရှိနေတဲ့အချိန်ပါပဲနှစ်ပေါင်း200နဲ့220ကြားလောက်ရှိတဲ့တက်သားကိုရွေးချယ်ထားတာပါသူတို့နောက်အားတဲ့အခါမှာတော့ တသားကိုကြည့်ပြီးတော့ဒီတသားကတတန်းဘလောက်ရှိမလဲဆိုရယ်ခံမှန်းတွက်ချက်တဲ့ဗီဒီယိုတွေလည်းအခုရဲ့ channel မှာတင်ပြပြီးဖို့တော့အစီအစဉ်ရှိပါတယ်။ကောင်းဆုံးတသားရည်နဲ့ရွေးချယ်ပြီးတော့လုပ်မှာပါ။တန်ဖိုးအဖြစ်တော့ US 2500လောက်ကျမှာပါ။အခု October 20ရက်နေ့မှာစပါမယ်။ October 20ရက်နေ့ Monday ကျပါတယ်။ October 26ရက်နေ့က Sunday ကျပါတယ်။ခုနှစ်မြောက်တင်နေဖြစ်မှာပေါ့။ခုနှစ်မြောက်နေ့မှာတော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်အာမနက်၈နာရီကနေညနေ၅နာရီလောက်ထိကိုကြားထဲမှာ break နှစ်ခါလောက်ပေါ့။ lunch စားမယ် or or tea time coffee time ရှိမယ်အဲ့တော့အဲ့ refreshment item or or ဒီ refreshment ကိစ္စကအကုန်လုံးပေါင်းလိုက်ချင်းကတနာ yı ဝင်းညံလောက်ဆုံးရှုံးစရာရှိတယ်ပေါ့အဲ့တော့ကတော့95သွားနေမယ်ဟိုဟာ26ရက်နေ့မှာတော့အဲ့ဒီသွားပြီးတော့ဒီ perform လုပ်မနေရဟိုဟာပေါ့ mini concert လုပ်မယ့်နေရာလေးကနည်းနည်းခီးလှမ်းတဲ့ခါကျတော့အဲ့ဒီနေ့မှာတော့ကိုတို့အလွန်ဆုံး၄နိုင်လောက်မှအဆုံးသတ်မှာပေါ့ဟိုမှာပွဲက6နိုင်စမှာမို့လို့ပေါ့ 20ရက်နေ့စမယ်26ရက်နေ့မှာဆုံးသတ်မယ်မနေ့9နိုင်ရနေ့ညနေ9နိုင်အထိပေါ့ unique musical instrument ပေါ့ဒီကဲကိုဟိုအရက်စကားပြောနေပြန်ပြန်ကင်းတာဖြစ်ကောင်းဖြစ်နေမယ်ပြန်ပြန်ကင်းတာက design လည်းဖြစ်ရင်ဖြစ်မယ်ပေါ့ tone quality ဒီ tone ability လည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နောက်ပြီးတော့အာနောက်ဆုံးဖန်တီးထားတဲ့ music လည်းနှစ်သက်တဲ့ပရိသတ်တွေများများသွားလို့ရှိရင်သူလည်း unique ဖြစ်သွားနိုင်တာပေါ့အဲ့ဒါကတော့အဓိကတော့ကိုကအဲ့လိုမျိုးထူးခြားတဲ့ဒုတိယပစ္စည်းတစ်ခုကိုဖန်တီးပြီးတော့ဒုတိယပစ္စည်းနဲ့ ဟို music နဲ့ဟိုတပြိုင်နဲ့အတူတူပြသခြင်းနဲ့ခံစားကြပါအခုလုံမဲ့နေရာက MHK Wood Street and Art ဆိုတဲ့နေရာမှာပါစနေရက်ကွယ်ရှိတဲ့ကောင်မှာလုံမှာပါဒီ guitar workshop မှာပဲလုံမှာပါဒီ workshop ကနေပြီးတော့ end of december လောက်မှာဒီနေရာကနေအခြားတနေရာကိုပြောင်းသွားမှာဖြစ်တဲ့အကြောင်းမလို့ဒီနေရာကိုလည်းကောင်းကောင်း closing ceremony the bomb unit ဒီနေရာကိုကောင်းကောင်းလေးလှပတဲ့နှုတ်ဆက်မှုမျိုးလေးဖြစ်နေတာပေါ့အဲ့တော့ဒီနေရာမှာ မန်ဒီ20ရက်နေ့အောက်တိုဘာကနေပြီးတော့ Sunday 26ရက်နေ့အောက်တိုဘာမှာအဆုံးသတ်ပါမယ်။အဲ့ဒီတော့တွင်မှာလာရောက်လေးလာခြင်းနဲ့မိတ်ဆွေတချို့ကိုတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကနေတဆင်ကျွန်တော်ရဲ့ Facebook page ကနေတဆင်ကြိုတင်ပြီးတော့ကျွန်တော်စီကိုအကြောင်းကြားပြီးတော့လာလည်လို့ရပါတယ်။